ဟုတ်ကဲ့မိတ်ဆွေများအလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ချူနိုင်ရန်တော့ subscribe လေးများအင်ဦးဆုံးလှုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့တည်င်းထူပြီးအရကတတ်တော်အေအေပူဇော်ထွန်းမြတ်နိုင်အားကုလအထွေထွေတည်ရင်မှုမှာ ဖိတ်ခေါ်ဆွေးနွေးပြီးတဲ့လူမြတ်ကျော်မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်ဒီနေ့မှာအလုံးထူးခြားပွဲတည်တခုရှိနေပါတယ်အစ်စ်နေကြော်ပြီးလက်ရှိအာနာပိုင်းအဖြစ်လို့ မှတ်ယူနေရပြီလို့ပြောဆိုလာတဲ့တိုင်းစကားအာခတ်တောအေအာခတ်တောအေနဲ့ကုလသမဂ္ဂအထွေထွေတွင်းရေးမှုချုပ်တွေးဆုံတင်းနဲ့တွေးဆုံကြမယ်လို့ထိတွေ့ဆက်ဆံရမယ်လို့ဒီနေ့တရင်ထွက်ပေါ်လာပါတယ်အဆင့်နေအဆင့်အာအန်ယူဂျီနိုင်ငံတိုင်းဝန်ကြီးနဲ့တွေ့ တွေ့တင်တာမဟုတ်ဘူးလားဆိုတော့အလကတတော်အီဘုဇုထုံမြန်နိုင်တိုက်ပွဲကမွေးထုတ်ပေးလိုက်တဲ့ခေါင်းဆောင်မာဘီမာလိုအပ်နေတဲ့ national leader ရောမြို့သားခေါင်းဆောင်အဆင့်တရိပ်ရိပ်တန်လန်းလာနေပြီလားကျွန်တော်ရဲ့အမေစုဆိုတဲ့တောင်ဆန်းစုကြည်ကတော့နိုင်ငံတော်ရဲ့ဂုံတူးဆောင်အတိုင်ပင်ခံ ကြီးမြတ်သောအမျိုးသမီးတစ်ယောက်တိုးတော်လက်တွေ့မှာတကယ်ဥဆောင်မဲ့စီနိုင်ငံကြီးနိုင်ငံသားကြီးတန်ထမကြီးအဆရှိတဲ့အဓိကရောလက်ရှိကာလစီကြီးပေါ့ဗျာဘို့လို့ထွမြင်လိုက်လို့ခေါင်းဆောင်မျိုးဟာ National Leader ဖြစ်ထိုက်သလားဖြစ်သင့်လားဖြစ်ရမှာလားဖြစ်ဖို့လိုအပ်နေပြီလားဘဝမှာအမျိုးသားခေါင်းဆောင်ဆိုတဲ့အဆင့်ခေါင်းဆောင်တအူးရဲ့နောက်ကိုစိုက်မက်မက်လိုက်မဲ့ ပြည်သူလူထုနဲ့တော်လှန်ရေးတပ်တွေအသင့်ရှိနေပါတယ်။ဒါပေမဲ့ကောင်းသမှုပြောင်းဆုံးနေတဲ့လေဟာနဲ့အခြေအနေကြီးမှာအခုဆိုရင်စံတော်ဝါနဲ့ပေါ့ဗျာ။ဒီကနေ့အာရကတက်တော်အေအေနဲ့ဘူဂျုတ်အာရကတက်တော်အေအေဘူဂျုတ်ထုံးမြန်လာအစရှိတဲ့တောင်းရင်ရှိသူနဲ့ကုလသမဂ္ဂအထွေထွေထွင်းမှုချုပ်မစ္စတာကူရာနက်တို့ဆွေးနွေးမှုများပြုလုပ်ရမည်ဟုမိမိအနေနဲ့ယုံကြည်ကြောင်း ုလသမဂအဖွဲ့တွင်းမှုချုပ်ကဒီကနေ့ပြောကြားလိုက်ပါတယ်ဘင်္ဂလားဒေ့ရှ်မှာ၄ရက်တာရောက်ရှိနေတဲ့အန်နီဘန်နီအန်တိုနီယိုဂူဒါရက်မလ15ရက်နေ့စနေနေ့မှာပြောလိုက်တာဖြစ်ပါတယ်ရခိုင်ပြည်နယ်ကရခိုင်ပြည်ကရင်ဂျာလူလူအခွင့်အရေးတွေကိုအပြည့်အဝလေးစားလိုက်နိုင်ရေးအတွက်အာခတ်တက်တော်နဲ့ထိတွေ့ဆက်ဆံမှုအရေးကြီးတယ် ဲ့တော့အင်မတန်ထူးခြားစီထူးခြားတယ်အင်မတန်ကိုဟိုအခင်းချင်းအပြောင်းလဲကြီးอ่ะအင်မတန်လှပနေတာကိုတွေ့ရပါတယ်အခါတတ်တော်ဟာကျွန်တော်တို့လက်ရှိကြုံတွေ့နေရတဲ့အာနာပိုင်အရှိတရားဖြစ်ပါတယ်လို့လေကုလသမဂ္ဂအထွေထွေတွင်းမှုချက်ပေါ့ပြောကြလိုက်သူဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းအာခတ်တတော် AE နဲ့ဆက်ဆံရေးကောင်းမှုနေကြောင်း ူပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်းဒီကိသိရပါတယ်ဆိုတော့ငါလူတို့ရင်ငါတို့ရဲ့ကောင်းဆောင်တွေပေါ်ထွက်လာနေပြီဘုကျုပ်ထွန်းမြတ်လာပြီဘုကျုပ်ကွန်မှုအစရှိတဲ့တိုင်းသားကောင်းဆောင်တွေဟာတိုင်းပြည်ကိုဥဆောင်နိုင်စွမ်းရှိတဲ့ national leader တွေအဖြစ်ကိုတညွေ့ညွေ့တက်လန်းလာပြီးပြည်သူတို့နှလုံးသားကိုစုတ်ကင်ထားနိုင်နေပြီဆိုတာကို အရေးချင်းတွေလုပ်ရည်ကံရည်တွေလက်တွေ့ဖြစ်ရတွေကပြတ်တနေတော့ကငါကောင်တို့ကြီးတွဲတိုင်းမှာစက်ကောင်ပါမနေကြပါလေတော့စက်ကောင်တစ်ခုရဲ့နောက်ကိုငါတို့တွဲတွေအားလုံးညင်ညင်ညာလိုက်တင်ပါပြီလိုက်ချင်နေပါဘယိုဘေးရဲ့ဗယံဗရာနဲ့တူတလူငါတမင်းအခြေအနေတွေကိုအဆုံးတက်ပြီတအုပ်နဲ့တူလက်ညှိုးတို့အပြစ်တင်အပုတ်ချတာတွေကိုရက်တန်းကရက်ပြီးလုံနေတဲ့လူတွေကိုပြောတာဖြစ်ပါလေ ငါတို့တွဲလိုက်မှစကောင်းမပါကြတော့ပဲစကောင်းကြီးတစ်ခုရဲ့ဥဆောင်ရနောက်ကိုလိုက်ပါပြီတောင်းဝင်ကြေပြွန်စာထမ်းရွက်စီမံခံခွဲသူကစီမံခံခွဲဥဆောင်သူကဥဆောင်အစစ်စစ်သောခေါင်းဆောင်မှုပုံစံတွေနဲ့တော်လန်ကြီးကိုရှစ်တလန်းတိုးပြီးအောင်ပွဲကိုရယူကြရမယ်အခြေဖြစ်ပါ ဘာကြောင့်ဒီစကားကိုဦးမြတ်ကျော်မင်းကပြောနေလဲဆိုတော့နေပြည်တော်ကိုကြည့်ကြရအောင်နေပြည်တော်မှာစကားခါချောက်အကြောက်ကြီးကြောက်ပြီးဘန်ကာရီတရဆက်ဆောင်နေပါလေစကားခါချောက်ကိုဝန်းရင်သားတဲ့အကာခင်းတက်တွေကခမရ413နဲ့414ဖြစ်ပါတယ်စေယုံကျုပ်ကိုအဓိကအဓိကတောင်းရင်ယူပေးနေတာစကားခါချောက် ဟောင်းဝီဇာတွေအမြောက်တွေတင်ကားတွေတန်ချက်ကတွေလေရင်တွေအားလုံးအသင့်ပြင်ထားရတဲ့အခြေအနေပါ။ဘာဖြစ်လို့လဲ။ကြောက်။ကြောက်နေလို့မကြောက်ရင်စောက်ယူမဆိုင်ပဲဒီတိုင်းနေလိုက်ပါလား။နေပြီးတော့မကြမချင်းငါတို့နိုင်နေဆိုတဲ့ကောင်တွေဘာလို့ဘန်ကာတွေစောက်နေကြတာ။ဘာလို့ညောင်ကျိုးကထွက်ပြေးကြတာလဲ။ဦးနာကျုပ်ပြအိုးအိုးအိုးနာကျိုးကန်း ိုနာချိုကန်းအတူအပြက်ယာနဲ့ချီတဲ့သူတွေညောင်ချိုးမှာဘသူလာကုပေးတယ်လဲလက်ရှိအရှင်ဖမ်းမိအသေးဖမ်းမိတွေမချင်ညာသေးဘူးညောင်ချိုးတဲ့င်းကိုထပ်ပြုံးတယ်အဲ့ဒီတော့စကခ6ကဒီနေ့နောက်ဆုံးရရှိတဲ့သတင်းများရလေးတုံးအသင့်ပြင်ထားပြီးတပ်ပတ်ချလဲပါလေညတူးဆက်တွေကလော်ဆက်တွေနဲ့အကြောက်ကြီးကြောက်ဘန်ကားတွေရှောက်ကရုတ်ချင်းတွေတူးနေတာကိုတွေ့ရပါ ခမရ413နဲ့ခမရ414သူတို့နဲ့ဆက်ပြီးတော့စကကချောင်းနေနေပြီးတော့စေယုံကျုပ်ကိုအဓိကလုံကြုံကြီးပေးနေတဲ့တပ်တွေဟာအကြီးကျယ်ခံစစ်ပြင်ဆင်နေရတဲ့အခြေအနေမျိုးမှာငါတို့ထုတ်လိုက်ရေဘယ်တိရောက်ပြီလဲသိပြီလားယောက်အဲ့တော့နောက်တစ်ခုကအဲ့ဒီစကကချောင်းကတမမှုတွေဖြူဝမှုတွေပုံမှုအတွက်ပါကိုကဲဘန်ကစောင့်နေရတဲ့အခြေအနေပါ တွေးကြည့်ရင်အချောက်တက်လေမြန်နဲ့ဘုံကျဲဖို့လောက်သာတက်တဲ့အချောက်တက်မြေပြင်မှာရင်ဆိုင်တွေ့ရင်ခွေးပြေးပြေးပြီးအတူအပြတ်နဲ့မတာပေါ်တဲ့အချောက်တက်တတိရှိရင်ကွင်းလေပြင်မှာပစိုးတကွင်းထဲမှာနှစ်ယောက်ဆိုင်ပြီးမင်းတို့ကနှစ်ဖူးချင်းတက်ပြည့်ရတဲ့တတိငါတို့တော်လိုင်းကြီးတက်တွေမှာအပြည့်ရှိတယ်ရဲရင်ဖတ်ခဲ့ရောက်တယ်ခွေးစားမခင်းနဲ့ပြည်သူကိုမယုတ်ပါနဲ့အပြစ်မဲ့ပြည်သူလူလူကို တစားကမလုံးနဲ့လူသားတိုင်းမလုံးနဲ့ဒုက္ခမပေးနဲ့ရှောက်ကြားတွေမှန်ရင်ရှောက်ကြားတွေမှန်ရင်မင်းတို့တွေကဘိုးကြုံကြီးဘိုးကြုံမူကြီးကစတတ်မှာဘူးပြူအောင်မူဘာကောင်းမဆိုငါတို့တော်လည်းတက်ကရဲဘော်တွေကပစိုးတကွင်းထဲမှာနှစ်ယောက်စုပြီးတယောက်နှစ်ဖူးတယောက်တစ်ပြည့်ရဲလောက်တဲ့တပ်တိမျိုးနဲ့ညင်တို့ကမင်းတို့ကိုလက်ခမောက်ခတ်ပြီးရင်ဆိုင်နေတာဖြစ်တယ်ရဲရင်တော့ အဲ့တော့စကားက၆ကျွန်တော်တို့စိတ်ရင်းတို့လာပါတယ်နိုင်ငံရေးကျင်းသားတွေဒေါ်စက်စုကြည်နဲ့သမရဦးဝင်းမြင့်ကိုတို့ကိုဖမ်းနေထဲမှာပါနိုင်နေကောင်းတယ်စစ်ကြောရေးလုပ်တဲ့ထဲမှာပါနိုင်နေကောင်းတယ်အနည်းဆက်ဆုံးဆိုဒေါ်စက်စုကြည်ရဲ့တတ်တော်ဆောက်မချယ်ရီလူတွေနာမည်တော်မိတယ်သူ့ကိုစစ်ကြောရေးလုပ်တာလဲစကားက၆မှာလို့သိပါသိရပါတယ် စကကခ6နဲ့အနီးတဝိုက်တက်ဒီမှာအဓိကတော့စကကခ6ပါဂျမာ international 3နဲ့ဂျမာကြီး3လုံးရှိပြီးအဲ့ဂျမာတွေဖွင့်လိုက် TV လိုင်းတွေမှာပြတ်တောက်တဲ့အထိကိုကြောက်လန့်ပြီးအစင့်စင်ကန်စစ်ပြင်နေပါလေအနောက်ဘက်ရှေ့ဘက်တွေကိုတခါတလေလက်နက်ကြီးတွေနဲ့ဟိုပြစ်တီးပြီးတောင်ပြစ်မြောက်ပြစ်လုံနေတာကိုငါတို့မသိဘူးမထင်နဲ့အဲ့ အဲ့ဒီတော့မင်းအောင်လိုင်အင်ဒိုလေးကိုကြည့်ရအောင်မင်းအောင်လိုင်အင်ဒိုထဲမှာလုံချိုကြီးဘလောက်ချတာလဲဆိုတော့ဘန်ကာငါးလုံးအခိုင်မှာစောက်တာနေပြီးတော့စစ်တမ်းယုံစီရေးဌာနစခန်းယုံတိုင်းဦးစစ်ဦးစီးချုပ်ချုပ်ဒီအရီဟာနေပြီးတော့မင်းအောင်လိုင်အိမ်နဲ့လက်ရှိစစ်တမ်းယုံစီရေးဌာနစခန်းယုံတိုင်းစစ်ဦးစီးချုပ်ယုံနေရာ ဘာတနိကဇီရွှေကုံပုံကူဇီနဲ့မလန်းမကန်းမှာရှိဇေယုံကျုပ်ကြီးကြီးတဲ့ဇေယုံကျုပ်ရဲ့ကကကြီးလို့ပဲပြောမလားဇေယုံကျုပ်ကြီးလို့ပဲခေါ်မလားစီမံဌာနဟာနေပြီးတော့ခန်းစစ်ကိုအကြီးကျယ်ပြင်ဆင်ပြီဆိုတဲ့အကြောင်းငါတို့သိနေတာအဲ့တော့စကားက6ရဲ့စစ်စင်ကြီးကိုကဲမှုကိုကြည်ရရင်လိလာကြည့် စီဝဒီဘုံမှုချုပ်တာဝန်မှာဘူးတဲ့တာဝန်ထမ်းဆောင်ရတဲ့ဘုံမှုချုပ်စီယာဝင်း DSC 43ဒီကောင်တာဝန်ယူပါတယ်မင်းနေပြီးတော့လက်နက်ချလို့ပြောတဲ့ချိန်မှာမချရင်ဇေယာဝင်းဆိုတဲ့ကောင်ရဲ့တဆွေလုံးတစ်မျိုးလုံးတစ်ကောင်မှမတားဘူးဆိုတော့ဒီအချိန်นี่နေပြီးတော့ကန်စစ်ပြင်နေကြရပြီတစ်ဖက်မှာ ညောင်ကျိုးတရင်ကိုကြည်အောင်ခုနအရခတ်တတော်အီအီနဲ့အရခတ်တတော်အီအီနဲ့ဘုရားသမကထွေတွင်းမှုချုပ်ကတွေးစုံလူချောင်းကမ်းလန်းမှုတရင်စကားဟာအမတန်နှစ်ထောင်အားရဝမ်းသာစရာဖြစ်ပြီးဘုရားဖုံးမြတ်လိုက်အရခတ်တတော်အီအီတို့ကဂုံယူဝမ်းမြောက်စရာဂုံယူဝမ်းမြောက်ကြောင်းဒီနေရာကနေပြည်သူလူထုနဲ့အတူပြောကြားလိုပြီးနောက်ချက်ကအရခတ်တတော်ရဲ့အဓိကထိုးစစ်ရှင်နေတဲ့ ညောင်ကျိုးညောင်ချီတော့ကိုကြည့်အောင်ညောင်ချီတော့တိဝင်ရောက်ပြီးကာကင်းနေကိုတိမ့်နေပြီးလို့လဲကြားရပေမဲ့စင်လန်ကစံပလက်ညောင်ချီတော့ချောင်းတရားကိုဖျက်လေသာတောင်ပေါ်ကကပတ်စာဆော့အလေပဟုအဖြောက်တိုင်း၈မိုင်ပဲဝေးတဲ့အခြေအနေအဲ့တော့တတ်တော်တို့ကြီးလေသာတောင်ပေါ်တက်ပြီး ကပ္ပစာ၆ခုအလေပူတက်တဲ့အမြောက်တကန်းကွာရှိပါအဲ့တော့ညောင်ကျိုးညောင်ခြေတောင်းနဲ့ပတ်သက်ပြီးတလုတ်လုတ်တမြုံမြုံတငုံငုံနဲ့ကပ္ပစာ၆ကပ္ပစာ၅ကပ္ပစာ၉ကပ္ပစာ၁၆အိုရှစ်ပေစင်တဲ့တကြုံလုံးတင်းပြမပြအလံပြထောက်မထောင်ရင် ာရခတ်တတော် A ရာလောက်ရင်ရှင်းတယ်ပြောရင်ပြတ်တယ်တပေါင်းစုတွေဟာအာရခတ်တတော် A ရဲ့ရင်ဝင်ကပေါက်ဖွာလာတဲ့တတော်တွေဖြစ်တယ်ရဲဝင်တွေပြောင်မြောက်တယ်တသည့်ရှိတယ်ပြတ်သားတယ်တော်လိုင်းဤသာဥထိတ်ပါစေလေမောင်းတော်မောင်းတော်နဲ့မောင်းတော်တော်မောင်းတော်နဲ့မျိုးဗမ်းမျိုးလေတောင်ကုန်းမှာရှိတယ်ရခိုင်လူမျိုးဥကြောက်တောင်လူမျိုးတော့မထားဘူးကြံတဲ့ကောင်ကတော့စရင်နဲ့ဟုတ်မရှိရှင်းတယ် ဲ့တော့ဒါရီယာကျွန်တော်တို့လိုအပ်လို့ကျွန်တော်ပြောပြလာဖြစ်ပါတယ်။နောက်တစ်နေ့တစ်ခုရှိနေပါတယ်။စကိုင်းအင်းတို့ကတာစစ်ကောင်စီရှင်နံဖြတ်တိုက်တာမတာပေါ်ပါလေစစ်ကောင်စီအလောင်းမတာပေါ်တာအယောက်40ပါအရှင်29ယောက်ဗန်းထားပါတယ်။ဒါနဲ့တစ်ဆက်ဆက်တည်းမှာဒီသတင်းလေးကိုမပြောခင် ျွန်တော်တို့သတိထားမိတာလေးတင်ပြချင်ပါတယ်။ဗစစ်တဟာရှမ်းမြောက်မှာဒီအနယ်လေးကိုဖိအားပေးပြီးလီမြန်တဲ့ဘုံတရဇက်ကျင်းနေတဲ့အချိန်တရုတ်ရဲ့ဖိအားကြောင့်ဆွေးနွေးမယ်ပြောပင်မယ်စစ်ကိုရစဲလို့စိတ်မရှိပဲအနိုင်တိုက်ဖို့စ조사နေတဲ့မင်းအောင်လိုက်ရဲ့စစ်တပ်ရဲ့အခြေတဖက်မှာ TNL MND အဆရှိတဲ့တပ်တွေကတရုတ်ရဲ့ပြားကြောင့်စစ်ကိုတတ်ပြီး ချိန်ဆလောက်ကင်နေရတဲ့အခြေအနေမှာမိုးပြဲကိုဒိုးစစ်ဆင်ပြီးတိုင်းသုံးတိုင်းစုံရဖြစ်တဲ့မကွေးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းစုံရဖြစ်တဲ့မြောင်နဲ့ရေရေစကြိုကြီးလေကျွန်းတဝိုက်ကိုဒိုးစစ်ဆင်လာကိုတွေ့ရပါတယ်တစ်ဖက်မှာမိုးပြဲကိုဒိုးစစ်ဆင်လာတွေ့ရပါတယ်နေပြီးတော့အပေါက်တွေကိုပိတ်နေတာလို့ခင်လို့ရတယ်မိုးပြဲက တဖက်ကမြန်မာပြည်ရဲ့ကြောရိုးဖြစ်တဲ့တိုင်းသုံးတိုင်းစုံရစုံမကြီးကိုဘာလို့ထိုးစစ်ဆင်နေလဲဆိုတဲ့ကိစ္စစီစီအရာအင်မတန်စဉ်းစားစရာကောင်းပါတယ်အဲ့တော့အာခတ်တက်တော်အီနဲ့တပေါင်းစုတွေထိုးစစ်အရှိန်ဟာအကယ်၍သာတိုင်းသုံးတိုင်းစုံရရေလေကျွန်းမြင်းချံရည်တကြိုတကြောကမြောင်မို့ဒီတကြောကတက်နေတဲ့သာပေါင်းမိွားရင် မန္တလေးတိုင်းမှာပါပြီးရှမ်းမြောက်မန္တလေးတိုင်းရှမ်းမန်းစစ်စီထိုးဆင်းလာခဲ့ရင်ညမပြီးလေပိုင်းကြောပြတ်ပါတဟာအာကတ်တတော်အီရဲ့ထိုးစီအဆက်အဆက်အညာဒေတာစီတို့စီးဆင်းလာတဲ့တော်လန်ကြီးရဲ့လိုင်းလုံးအရှိန်ဖြစ်ပါတယ်မူပြေကတော့မူပြေလွိုက်ကောပင်လောင်းပေါ့နော် ဒီအပေါက်ရှမ်းတောင်ရှမ်းရှိနေနေပြီးတော့ပေါက်တွေပိတ်ဖို့အတွက်မိုးပြဲကိုထိုးစစ်ဆင်တာမျိုးလို့ကျွန်တော်တို့ယူဆလို့ရပါတယ်။တစ်ဖက်မှာကရင်ကရင်ဟာမနေ့ကဘလူးတူးစကန်ကိုတင်လိုက်ပြီးနောက်ထပ်တင်ဖို့တမဟာငါ့ွယ်မှာစကန်မရှိတလို့ပဲ။ကတိုင်တိကိုလည်းရသွားပြီလို့သိရှိထားရပြီးတမဟာငါ့ွယ်ကစစ်စကန်အလုံးပြီးရင်တော့တောင်းလို့ အပိုင်းတိုင်းစစ်ဌာနချုပ်ညကုံခတ်လုပ်လို့ဖြစ်ရမယ်ချင်။အဲ့တော့ခုနအင်းတော်တိုင်းကြီးပြန်ပြောအောင်။အင်းတော်ဟာတော်လိုင်းတက်တွေပူပေါင်းတက်တွေအများစုထိမ့်ချုပ်ထားတဲ့မြို့ဖြစ်ပြီးအင်းတော်ကတာညို့ချားကိုတက်လာတဲ့အင်အား150ပါကတာမြို့ခမရ300ကိုတက်ရင်တင်းနှင်းစင်းတက်သားတွေအပါဝင်အင်းတော်မြို့ကို ရှစ်ကိုပို့ဖို့ဆင်းလာတဲ့ရှစ်ချောင်းကိုဖျက်တိုက်ခဲနိုင်ပါလေမတ်လ15ရက်နေ့မှာ29အရှင်ဖမ်းမိပြီအယောက်40မတာပေါ်တယ်လို့ကျွန်တော်တို့ကနဦးသိရပါတယ်စစ်တုံးကနေတည်းမှာပုံမှုတရင်မှုဖြူဝမှုတွေလည်းပါတယ်လို့သိရပြီးတက်ကွင်းထဲကိုတက်တဲ့ခိုးဝင်လာတာကိုကြည်ချင်းအဖြစ်ဖက်စစ်တပ်ဟာကမှုရှူလို့နဲ့ တသားသစ်တွေကိုပေလန်းပို့နေတာကိုမြင်နိုင်ပါတယ်ဆိုတော့တာနေတဆက်ဆက်ထဲမှာအေအော်တိုင်းမှာစစ်မျက်နှာသစ်တခုထပ်ပွင့်ပါတယ်လေးမျက်နှာအေအော်တိုင်းလေးမျက်နှာပသိမ်မုံရွာလမ်းဘေးမှာရေကြီးဘက်ကနေရေကြီးဟင်းတရာဝင်တဲ့လမ်းလေးစစ်ကောင်စီကအကုန်ပိတ်ချလိုက်ပြီး ် PDF တွေဝင်လာတယ်ဆိုပြီးဖက်စစ်တပ်ကစစ်ကြောင်းထိုးလာပါတယ်ပသိမ်မွေရလမ်းဘေးကဆက်ဆက်ယူရဆက်ဆက်ယူရဆိုတာသိရမှာကျွန်တော်တို့ဒီဟိုဟာလေးတွေလေးပါလေကျောင်းပေးစူးလေးတွေနဲ့ချင်းလေရပတ်ဝန်းကျင်ပတ်ဝန်းကျင်မှာပြင်းထန်တဲ့တိုက်ပွဲထိတွေ့တိုက်ပွဲတွေဖြစ်တယ်လို့ကျွန်တော်တို့ကနအူသိရပါတယ်ချင်းလေရကိုဝင်ပြီးဖက်စစ်တပ်ကစီးတာပြီးတော့ပြည်သူလူတွေကို ဖန်စီက PDF သတင်းတွေအတကုံတောင်းနေတည်ရပါတယ်။ရေကြီးရေကြီးမှာတော့ဗျာဂျေနတာလမ်းစုံဆက်ဆက်ယူလမ်းစုံဒါရီကိုဖတ်စတာဒီကနေ့မနက်မှာ18ရက်နေ့မနက်မှာပိတ်ချထားလိုက်ပါတယ်။ဒါကြောင့်ရေကြီးတဝိုက်ကလေးမျက်နှာဟင်္ဒရခရိုင်တွင်းမှာပါတဲ့ PDF တက်တွေဟာပြည်သူလူထုကိုတတိထားချဖို့ လိုအပ်ပဲခီးမသွားကြဘူးကျေးဇာရံဘုရားဘုရဲ့သွားမယ်တို့မင်းမှုရှေဇတ်တော်သွားမယ်တို့ချောင်းတော်မှာသွားနာမယ်တို့ငွေဆောင်မှာသွားကဲမယ်ဆိုတဲ့အတွေးတွေမဖြောက်ရင်ကိုယ်ဆိုင်ပြိုးတာကိုယ်ရှိန်တင်ရပြီဘုဒ္ဓကာက expect ကားလို့တိုက်ပွဲမှာပိတ်မိပြီးစစ်တပ်ကလူသားတိုင်းလုံးလို့တိကြမှုများဖြစ်ခဲ့ရင်ကျွန်တော်တို့ပြည်သူလူထုတဦးချင်းစီရဲ့အသက်တွေကိုတန်ဖိုးထားသောအဖြစ်မလိုအပ်ဘဲဘယ်မှမတော်ပါဘူး လက်ရှိအချိန်မှာရေကြီးဟင်္ဒရာခရိုင်ရေကြီးစစ်မြေနာတစ်ခုထပ်ဖွင့်လာပြီးရွှေတောင်ရံကိုချက်ချင်းဝင်ထိန်းလို့ရတဲ့အချိန်ရှိနေပါတယ်။တစ်ဖက်မှာမကွေးစစ်မြေနာပဲခူးစစ်မြေနာပြည်ပတော်နဲ့မကွေးစစ်မြေနာတွေကိုတလန့်စစ်မြေနာဖွင့်ပိုးစစ်စင်နေလျက်ရှိတဲ့အချိန်ဒီနဲ့တစ်ဖက်မှာစစ်တွေကြောက်ဖြူကိုတပြိုင်နက်ထိုးစစ်စင်နေတဲ့ အာခတ်တတော်ဤတပေါင်းစုကလုံရင်လုံတဲ့အတိုင်းဖြစ်တယ်နော်အင်းအားနဲ့လက်နက်ခေရန်ကိုစိမျက်နှာငါးခုလောက်တပြိုင်နဲ့ဖွင့်တိုက်နိုင်တယ်ဆိုတဲ့ကညံ့အောင်ကြည့်ကြအဲ့တော့လက်ရှိအချိန်မှာအရင်တိုင်းမှာဆိုတာပေါ့ရွှေတောင်းရရခိုင်ရိုးမှဆက်ဆက်တွေအားလုံးအာခတ်တတော်ပိတ်ဆို့ထားပြီး စစ်မဖွင့်သေးပဲခဏတက်ပြီးမကွေးနဲ့ပကူးပြီးပတောင်းညောင်ကျူးညံထရောက်ကပတ်စားလို့ထုံးဝင်မှုလုံးနေပါတယ်တစ်ဖက်မှာကြောက်ဖြူစစ်တွေဒီအခြေအနေတွေရှိခဲ့တယ်လို့အင်းတော့အင်းတော့တိဒါကကိစ္စအင်မတန်ထူးကြပါလေတော်လိုင်းတည်းတည်းကဒီနောက်ပိုင်းမှာအင်အားရာနဲ့ချီတဲ့စစ်ကြောင်းတွေကို အဓိကစကိုင်းမကွေးတကြုံစကိုင်းကိုပဲပြောမယ်။အင်အားရာနဲ့ချီတဲ့စစ်ကြောင်းတွေကိုဖြတ်တောက်တိုက်ခိုက်ပိတ်ဆို့နိုင်တဲ့အခြေအနေတခုကိုရောက်လာတာကိုတွေ့ရပါတယ်။အဲ့တော့အလကတက်တော်အေးရဲ့ရခိုင်ပြည်သိမ်းတိုက်ပွဲကြီးနေမြေပြတ်ကိုဆင်းလာတဲ့ထိုးစစ်အရှင်ရဲ့လိုင်းလုံးဟာအညာကိုကောင်းကောင်းကြီးအထောက်ကိုပြူပြီးစကိုင်းတိုင်းဟာမကြခင်မကြခင်ထိုးစစ် ဒေါ်လာ positive ဖွင့်လာနိုင်တဲ့အခြေအနေမျိုးကိုမြင်နေရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အဓိက positive ဆင်ပြီးပိတ်ဆို့နိုင်တဲ့နေရာတွေဖြစ်တဲ့တိုင်းတုံတိုင်းစုံတဲ့မန္တလေးစကိုင်းမကွေးတိုင်းတုံတိုင်းစုံတဲ့ရေစကြိုမြင်းကြံမြောင်တွေကိုဂယုတဆိုင်ပိတ်ဆို့ကာယံထားဖို့လိုအပ်ပြီးဝင်လာသည်မြစစ်တောင်းဖြတ်တောက်ပိတ်ဆို့ကြပါနောက်တစ်ခုက မင်းလာကိစ္စပြည်ပတော်ကိစ္စဖစစ်တဟာရန်ကုန်ဝင်ပေါက်ကိုပိတ်ဖို့ပြင်ဆင်နေပါတယ်ကျွန်တော်တို့မင်းလာဥပ္ပတာယဝတီအဲ့ဒီအောက်က30ကျန်ကုန်လမ်းကြောင်းကြီးပေါ့ပြည်လမ်းလို့ပဲခေါ်မလားအဲ့ဒီလမ်းကိုကျွန်တော်မိနေလို့မသိကြမှာဆိုတိတ်တကြောကိုလည်း ဖက်စစ်တပ်စစ်ကြောင်းရှုချစ်ကြောင်းဖို့ဖို့ပြင်ဆင်နေအဲ့တော့အနောက်ပကိုးယိုးမကတက်တွေရာလေပြည်သူလူထုတွေရောတက်တွေရောအစင်တဲ့ပြင်ဆင်ထားပါဖက်စစ်တပ်ဟာလေရင်စက်တက်လေဒီနှစ်ခုအားပြုတ်ပြီးမြေရင်စစ်ကြောင်းဖို့ဖို့ကြိုးစားလာတဲ့ပုံစံကိုတွေ့ရပါတယ်ဒါကတော့တော်လန်တဲ့ရင်းနေဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကိုကြည့်ရတဲ့အဲထဲမှာတော်လိုင်းနဲ့ပတ်သက်တဲ့ လက်တွေ့မြေပြင်မှာတိုက်နေတဲ့ဂျဲဘော်တွေပါရင်လည်းကွန်မန့်မှာရေးထားပေးခဲ့ပါကျွန်တော်တို့ပြန်လည်တင်ပြသင့်တင်များကိုပြန်လည်ထင်ပြပါမယ်ဒါပေမဲ့ကွန်မန့်တွေကိုတော့ကျွန်တော်အထူးတလည်ဖတ်မနေဘူးအင်တာနက်နဲ့ဈေးကြီးတဲ့အချိန်လူကြီးလုံနေရတဲ့လူတွေဖြစ်တဲ့အတွက်စိန်ခံစိန်ရစ်ပြီးတော့လူချောက်ကောက်အောင်ထိုင်ပြောတာတွေကိုတော့လူမျက်ကျော်ပဲတော့မှမလုပ်ခဲ့ပါဆိုတော့နီကိုအနီအမျိုးသား ခေါင်းဆောင်အဆင့်ကိုဘသူရယူကြမလဲ National leader ဆိုရက်တိုင်းပြည်ရဲ့တော်လှန်ရေးကာလအတွင်းခေါင်းဆောင်တစ်အတွေးခေါ်တစ်နိုင်ငံတစ်ဒါတွေကိုပြည်သူတည့်လုံးကလိုလားတောင်းတနေတော့မှာအရကတတော်အီနဲ့ကုလသမဂ္ဂအတွင်းတွင်းမှုချုပ်နဲ့တွေ့ဆုံမဲ့ဆိုတဲ့တဲ့င်းဟာ နေလိုလာလို့ထုံးပါလောလောလာပါလေဗျာအင်မတန်ဝမ်းမြောက်ဝမ်းသာဂုဏ်ယူသလိုတရားကြီးကဘုချုပ်ကွမ်မို့ကေနလီကဘုချုပ်ဘောချုပ်ဟဲ့အမဒီကတပုံးရှင်တေနလီကတပုချုပ်အစရှိကြီးခေါင်းဆောင်ကြီးဒီပေါ့သူ့တက်မှလည်းရှိနိုင်ဒီတက်တွေကတိုင်းပြည်နဲ့လူမှုမျက်နှာကိုထောက်ထားပြီး ျွန်တော်တို့တော်လိုင်းကြီးတက်တယ်စူကြီးကစေဦးစည်းကောင်စီများဖွဲ့တတိုင်းပြည်လုံးကိုဥဆောင်ကနိုင်ငံတော်သိစီခေါ်ဆောင်တွားလိုက်မယ်လို့ပြည်သူတို့ကမျှော်လင့်ယုံကြည်လျက်ရှိပြီးဒီကောင်ဆောင်တွေဟာဒီကောင်ဆောင်တွေကတိုင်းရင်းသားတွေတဲကအမျိုးသားကောင်ဆောင်တယောက်ပေါ်ထွန်းလာဖို့ညင်ယောင်မိပါတယ်လို့ပြောရင်ဒီညတော့ပြည်တော့ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်